ရွှေတဂုံဘုရားကိုဥဆောင်ကထီးတော်တင်ခဲ့တဲ့ဆရာတော်ဥစံဒီမာကျောင်းပြောပြချင်ပါတယ်။ရင်းသူကတော့ဥအောင်ခင်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဥဒိကြတခုကိုတွားရင်းနဲ့ဘဝဘဝတွေဟာခြားရက်ဟက်လို့လည်နေပါတယ်။စူတောင်းကြောင့်ပြန်လဲစုံစည်းကြရပြန်ပါတယ်။ဒီလိုကျင်လည်ခဲ့တဲ့ပေါ်ကိုယ်ကံကိုကိုယ်ဖန်တီးတဲ့အခါဖြစ်လျက်ဘဝတွေမှာ မောက်မာသူ မာနာကြီးသူစိုးသွမ်းသူ လိမ္မာသူစုံနေတာပေါ့လေ။ ကာဂန်ဝစီကမနောကန်ကြောင့်ပြင်းမာမိခဲ့တာပြုမှုခံရတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးတိလသမာဓိရှိနေတော့ကံစူးပြီပေါ့စကားတစ်ခွန်းကြောင့်ကိုမူရတစ်ခုကြောင့်ခံလိုက်ရတဲ့ဝကြွေဆိုတာမနှဲပါဘူးတချို့ဆိုအတိုင်းဝိုင်းတဲ့ကစွန့်ပယ်ခံခဲ့ရလောက်အောင်အထိဖြစ်ခဲ့ပါတယ်ကြောက်စရာပါပဲမတိလို့မိုက်ဆက်မိုက်နေတော့မိုက်တွင်းကနဲ့တထနေလာတယ်ပြန်လဲစုံစည်းကြခြင်းမှာယဟန္တာပဲကင်းနိုင်တဲ့သဘောပါ ဒါ ਉਹ ပဲစမိုက်နေရင်တော့ဖြင့်တန်တရာရဲ့အတုံးလှဟာအဆုံးစမရှိနိုင်အောင်ပါပဲကျုပ်ဘွဲ့အမိကဥစံတီးမှာပါ တကယ်တော့ကျုပ်ကရုံမြင်အတန်ကြပါပဲစားတောင်ဆရာတော်ဆိုတော့အဝေးကြီးဘာမှန်းကိုမသိခဲ့ဘူးကျုပ်ကတောင်ကြီးမှာတိုက်အုပ်လို့လည်းပြောလို့ရတယ်စားချရဟန်းလို့လည်းပြောလို့ရတယ်ကျုပ်ရဲ့ကြောင်းမှာကိုထုကိုထလန်ခင်မှုအသင်္ကန်းဂရောင်းကြိုက်ပြီးကြောက်ထုကြောက်ခွဲနေခဲ့တဲ့သူပါ တရက်ကျုပ်စီကိုရသေးတပါရောက်လာပါတယ်နောက်မှသိရတာသူက ရှင်မထီးတို့ရကန်းစင်အောင်ဆရာတော်တို့ရှင်အစ္စခေါနာတို့နန်ကင်းနဲ့နဲ့ရသေးတယ်ကျုပ်ကလည်းကြည့်လို့မရတာဘာလီလဲပေါ်ရှုပ်ရှက်ခတ်နေတာပဲသူ့ကိုမတိကျိုးနှုံပြလိုက်တယ်သုံးရက်ဆက်တက်ကြီးပြမတည့်ရက်ပြီးမတုံမလုံဆောင်နေတာကြတော့ကျုပ်ထင်ကဖျားဆောင်လားတောင်ဆောင်လားရုပ်ကဆိုးလားဘာလားပဲ တကယ်တော့မိုးကရွာတယ်ကျုပ်သတင်းသုံးတဲ့ကြောင်နာမှာချောင်းဟတဲ့နဲ့နှာချီတဲ့ကြားတယ်ဒါနဲ့ကြောက်ကအကြောင်းပေါ်လာခဲ့လို့ခေါ်လိုက်တယ်ခမားလူလားနဲ့လားလူမဟုတ်လို့ဘာတော့ကွာအော်လူသာပြောတယ်ဗျာသွားလိုက်လာလိုက်မမောနိုင်ဘူးလားတရားထိုင်ရတယ်ကွာတရားထိုင်တယ်ဆိုတာဘယ်နည်းကိုပြောတာလဲထိတိသတိအာနာပါနရှုနေပါပဲတပြင်းပြင်းနဲ့ရှုပြတယ်ကျုပ်ကရည်တာပေါ့ဗျာကျုပ်လည်းထိတိသတိပဲကျင့်တာလေဗျာ နေ့ကိုယဟန်နေကိုရင်တွေကိုစားချတယ်ညရောက်ရင်ယဟန်နေကိုရင်တွေကျင်းကျင်းကျုပ်ကညစင်နိုင်လောက်ကလေးကတရားစားထိုင်တာမနေ့၃နိုင်ဆိုတရားထိုင်လို့ပြီးပြီစွန်းချက်တဲ့ကိုရင်တွေကိုနှိုးစွန်းချက်ခိုင်းကျုပ်ကတကြောပြန်အိတ်တယ်ဒီလိုနေ့စဉ်လုပ်နေတာအာမင်းလောက်တာကစားကောင်းတော့ကောင်းပဲကွာဟာဒါဆိုဘလို့ကျင့်ရမလဲပြောလေဗျာမသိမချင်းရှုအဲ့ဒီလိုရေဗျာဒါနဲ့အဲ့ဒီကြသိချင်းကျုပ်ရင်နေခဲ့တယ်ဆိုပါတော့ တရတော့ဘကူးကအဘအောင်မင်းကောင်စီတွားရအောင်လို့တောင်းဆိုလာတယ်။ဟာအဘအောင်မင်းကောင်ဆိုတာတကယ်ရှိမှမရှိတာရှိတာပေါ့ဦးစင်းလေးကတွားရအောင်ပါ။ကျုပ်ကပြောရမယ်ဆိုရင်အဘအောင်မင်းကောင်ငကူတွေကမယုံကြည်ခဲ့တာမတွားဖို့တော်တော်ညင်းတယ်။အဲမရဘူး။ဒါနဲ့ရောက်ဖြစ်တယ်ဆိုပါတော့ဗျာ။ကိုရောက်တော့အဘနန်ကင်းသူကိုပြတယ်။ရသေးတပါပဲ။ဂူထဲမှာမိမတစ်ယောက်နဲ့ဗျာ။ ကျုပ်ကငကိုကမှမယုံကြည်တာခုလိုတွေ့ရတော့ပူဆိုးတာပေါ့ဒါနဲ့ကျုပ်ဘာရသိုံမောကြည့်ပြီးဘဲနဲ့ဘိုးမင်းကောင်ကမိမနဲ့ပဲဘာရသိရဲ့ငါဘာရသိကမိမမရှိပါဘူးကျုပ်ပြောတော့မပြောဘူးတွေးနေရပါဗျာအဲ့ဒီလိုတွေးနေတော့ဂူထဲမှာရှိတဲ့ပုံကောသူ့နားမှာရှိတဲ့မိမကြီးကိုအချစ်လေးရဲ့အသေးလေးနဲ့ခေါ်တော့တာပဲဒါနဲ့ကျုပ်ကလည်းကျုပ်ဘာရသိကိုအပပြန်ကြဆိုဗျာ နေပါဦးဦးစင်ရဲ့မပြစ်မှားနဲ့စိတ်လျှော့စိတ်လျှော့အဘမှားထားမယ်အဘမရှိချိန်မှာဒီကအဘအောင်မင်ကောင်ဘိုင်ယက်တီစီလာကွက်လူအပ်တဲ့အကူအညီတွေပေးလိမ့်မယ်လို့ပြောတယ်အမှန်တမ်းပြောရင်ကျုပ်စိတ်ထဲမှာလုံးဝမယုံကြည်တော့ဘူးကျုပ်ကမှကြည့်လို့မရပါဘူးဆိုသူ့စီလာခိုင်းနေပြန်တယ်။ဒါနဲ့ပြန်လာကြတယ်ဆိုပါတော့ဗျာ။တရက်တော့ကျုပ်ရဲ့ဘာရဲ့တဲ့ကထူးထူးခြားစကားဆိုတယ်။ "तू သေးတဲ့ခါတဲ့သူမာတဲ့အတိုင်းသူကြိုပေးဖို့တဲ့တကယ်သေးသွားတယ်ဗျာသေမဲ့ရဲ့အချိန်တိကျပြောပြီးသေသွားတယ်အစမ်းကြီးပဲကျုပ်ပါရဲ့တေကရွှေဘူကပါသူခိုင်းတဲ့ထိုင်မီးတင်းကြိုကုတ်တယ်ပေါ့လေနောက်တော့ကြာတော့ကျုပ်မကဖျားတိဖို့အခွင့်လန်းနဲ့ကျုံလာပြန်တယ်ဘသူ့ကိုအကူညီတောင်းအောင်မသိဘူးဒါနဲ့ဘိုင်းရဲ့တေမသိခင်ပြောသွားတဲ့စကားသွားတတိယလို့ဘကူကအပေါအောင်မင်းကောင်နန်ကိန်းနေဆိုတော့ဘိုင်းရဲ့တေစီလာခဲ့တယ် အနေကြတော့ယင်းနည်းတယ်ဆိုပါတော့တရက်တော့သူကဘာပြောလဲဆိုငားတဲ့အသက်တွေကြီးပြီးကွာအထွက်လေးထွက်ချင်ပြီတဲ့ရွှေဘွားပါရက်တည်းရဲ့ကျုပ်ရဲ့စားတော်ဆရာတော်ရဲ့ကပညာသူဆရာသူတွေပါသိအောင်ပြောရမယ်ဆိုရင်တော့စွန်းလုံးဆရာတော်ကြီးဟာဘာမဲ့ဆရာတော်ဘွားမှာရဲ့စွန်းလုံးဆရာတော်ဘွားမှာအထီးတပည့်တွေပဲငါတို့ကတဲ့ဖျားစုပန်ထားတဲ့သူတွေတဲ့စားတော်ဆရာတော်ကသာတဲ့ယဟန္တာဘွားနဲ့နှိပ်ပတ်ဝင်ပါတဲ့ ်ဦးစင်းလေးကရွှေဘုကဘာရဲ့တည်ကိုတော့သူခန်းတဲ့အတိုင်းသင်းကြိုခဲ့ပြီးပြီတဲ့ကျုပ်ကိုလည်းကျုံမာခဲ့တဲ့အတိုင်းလုပ်ပေးပါတဲ့စားတော့ဆရာတော်ကိုလည်းခန္ဓာဝင်ချတဲ့အခါသူမာတဲ့အတိုင်းလုပ်ပေးပါတဲ့ငါတို့ဟာတဲ့လောကအတွက်ဆောင်ရွက်မကိစ္စတွေ ကြံသေးတယ်တဲ့ငါကိုစားဆောင်ရွက်ပေးသူကအခုမရှိတော့ဘူးတဲ့အဲ့ဒီတော့ငါတို့ကိုစားဦးစင်းလေးကဆောင်ရွက်ပေးတဲ့ဘဝဘဝတွေကငါတို့အမှုကိစ္စကိုဦးစင်းလေးကကူညီပေးခဲ့လေတော့တဲ့အခုလည်းဆောင်ရွက်ပေးရမယ်တဲ့ပေါ်ပဲတဲ့ငါလည်းထွက်ချင်တယ်မီလေးတဲ့ အဲ့ဒီအသေးရကျုပ်ကြည့်ပြီးပြောတော့ကျုပ်ပြခေါင်းကိုခန်းလာပုတ်မိတယ်။လာပြန်ပြီနောက်တယောက်ဘာတွေလဲ။ဒီအချိန်ထိစားတော့ဆရာတော်ကြီးဆိုတာကျုပ်လည်းမသိဘူး။ဒါနဲ့အဲ့ဒီအသေးလည်းထွက်သွားတော့သူ့ခိုင်းတဲ့အတိုင်းလှုပ်ခဲ့တယ်။အဲ့ဒီဘာရဲ့အသေးထွက်တော့တပည့်တော်ကတွေကကျုပ်ကိုလှမ်းပင်တယ်။ကျုပ်ရောက်တော့တပည့်တော်ကတွေကပြောတယ်အဲ့ဒီမှာသွားတယ်တဲ့ဥစဉ်လေးမလာမချင်းသူ့ရုပ်အလောင်းကိုမထိဖို့မကိုက်ဖို့မှာသွားတယ်ဘယ်သူမှမကိုက်ရကြဘူးဖေရတဲ့ ဒါနဲ့ကြုတ်လဲသူ့မှာခဲ့တဲ့အတိုင်းခေါင်းထဲကိုသွင်းအပေါက်၄ပေါက်ဖောက်ခေါင်းတလားနဲ့ထားပေးခဲ့တယ်ဒီပိုင်းသည်ထူကြတာရက်က6ပေခွဲတော့ရှိတယ်ဗျာစပင်းကြီးကလည်းအရှိအသားရောင်ကလည်းရွှေလိုဝင်းနေတာပဲဗျာတော်တော်အရက်ရှိတဲ့ဘာရက်သေးပါမြမလူမျိုးတွေမှဆိုတော်တော်ရှိတဲ့အရက်ပါဒါနဲ့အဲ့ဒီဘာရက်သေးနှစ်ပါးကိုတဲ့အရင်ကကိုညီပေးနေတဲ့ဖုန်းကြီးကြောင်းမကြီးတော့ဘာရက်သေးတယောက်ကတပည့်တယောက်ကအခုလိုပြောတယ်အာအဲ့ဒီဖုန်းကြီးကြောင်းတော့ မပြောပါနဲ့ဟိုဦးစင်းလေးရေပစ္စည်းခိုးခံရလို့အဲ့ဒီဘုံကြီးလာလျှောက်တယ်အေးပြန်ရစေမယ်ဆိုပြီးလာလျှောက်တဲ့သူနေနံမေးစမဆွဲအဲ့ဒီစမလဝါပေါ်တင်ရလိုက်တာပျောက်သွားတဲ့ပစ္စည်းပိုင်းရှင်ရှိဘုံကနေကိုကြလာတာဟာအတော့အံ့ဩစရာပါလားဒါပေမဲ့ကျုပ်မကအဲ့ဒီပညာတွေမရှိဘူးလေကျွန်တော်နဲ့ကျုပ်တောင်ကြီးမှာပဲနေလာခဲ့တယ်တေးရကြောက်ထုနေတဲ့လူတယောက်ရောက်လာတယ်ဦးစံဒီမာနဲ့တွေ့ချင်းလို့တဲ့ ဒါနဲ့ကျုပ်ကခနာဆောင်လို့ပြောပြီးကြောက်ပဲဆက်ထုတ်နေ။နိုင်ဝဲလောက်ကြတော့ကျုပ်ကိုတွေ့ကျင်တဲ့သူကအရှင်ဖျားအရှင်ဖျားလိုင်းမပို့နိုင်လဲတပိတော့လမ်းညွန်ပေးလိုက်တော့ဗျာ။စောင်းရတာစိတ်မရှိတဲ့ဟန်ပဲ။ဒါနဲ့ကျုပ်လဲကြောက်မှုတွေခါသင်္ကန်းကိုပြန်ယုံဒီခါလေးပြောလိုက်တယ်။စားတော့ဆရာတော်ကအခေါ်လှုပ်ခိုင်းလိုက်တာလား။ဦးစံဒီမောင်ဆိုတာကျုပ်ပဲ။အဲ့ဒီကလည်းကြုတ်ဝကြည့်ပြီးအံ့ဩနေတယ်။သူထင်ထားတာကဥစံဒီမာဆိုတာက ဥပဒိယကောင်းကောင်းခန့်ညညာကြီးထင်နေတာလည်းပါမှာပေါ့ဗျာအခုကအဲ့ဒီလိုပဲဟုတ်မလဲကြောက်ထုတ်နေတဲ့ဖုန်ကြီးကသူ့ကသူဥဆန်ဒီမာလို့ပြောတော့သူလက်အံ့ဩနေတယ်သူကကြောက်ကိုမရှော့တော့သေးခင်ကြောက်ကစားတော့ဆရာတော်ကအခေါ်လွတ်တာလားဆိုတော့ပူအံ့ဩသွားတယ်။ဒါကကြုံဆွမ်းမှမဟုတ်တာလေ။ဒါနဲ့ကြောက်လဲစားတော့ဆရာတော်ကခေါ်လို့ဆိုပြီးရန်ကုန်ကိုလိုက်လာ။ဆရာတော်ကတော့ပြုံးရွှင်စည်းကြတယ်။အဲ့ဒီတုန်းကဆရာတော်ကမာလာကနန်ဟေမမြန်ချမ်းမာတဲ့တင်းသုံးဝင်နေတာ ။နောက်မှသိတာဆောင်းအောင်ဆရာတော်ကြီးတက်တော်ထင်ရှားရှိစဉ်ကထေရုပတိဆောင်ရေးခဲ့တဲ့မနောမယဦးလာမြေချမ်းတဲ့။အဲဒီတော့ကကြောက်ရောက်တဲ့ဆိုရင်ပဲဆရာတော်ကဘာမှလည်းမမိတ်ဘူး။ခက်စပစိတ်ပဲတည်င်းတုံးနေတယ်။ဆရာတော်ကလည်းထိုင်ကုန်မမငုတ်တုတ်။ကျောက်ကလည်းအောက်မှငုတ်တုတ်ခဏနေတော့အဲဒီတော့ကနာမည်ကြီးဘိုးချုပ်ဆင်ရှိတဲ့ပုဂ္ဂိုလ်တူရောက်လာတယ်။ရွှေတကုံစီတီတော်ကိုတဲ့။ထီးတင်မှုလာလျှောက်တယ်အဲ့ဒီမှာဆရာတော်က ငါတို့နဲ့မဆိုင်ဘူးဒီဦးစင်းနဲ့ဆိုင်တာသူဦးစီးဆောင်ရွက်ပေးလိမ့်မယ်ခတ်ပြီပေါ့ဗျာဒါတွေကြုံနားမလဲတာဘယ်လိုလုပ်ရပါနောက်ပြီးရွှေတုံစီတော်ကြီးလေဗျာမြန်မာနိုင်ငံမှာအထွတ်မြတ်ထားရတဲ့စီတော်ကြီးတအားကိုကြုံနဲ့ဆိုင်နေဆိုကြုံပါလောက်ကမချိန်မကိုင်းမိလက်မကိုင်းမိဖြစ်သွားတယ်စားတော်ဆရာတော်ကလည်းမေ့ပေးပြီကြုံလဲပေါက်တဲ့နဖူးမထူးဘူးဆိုပြီးဦးစီးဆောင်ရွက်လိုက်တာအောင်မြင်သွားခဲ့တယ်နောက်ပြီးဆရာတော်မင်းလို့နောက်မှသိရတာ ရွှေရုံစီရောထီးတင်တာကိုတဲ့စားတော်ဆရာတော်နဲ့အဘအောင်မင်းကောင်ရဲ့တာဝန်တဲ့ကျုပ်ကိုချိတ်ဆက်ပြီးထီးတော်တင်ခိုင်းတဲ့သဘောပဲလို့သိရပါတယ်အဲနောက်နေ့ဒီမှာအပိုင်းဆက်ကိုဆက်လက်တင်ဆက်ပေးပါမယ်နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာရွှေရုံဖျားကိုဦးဆောင်ကထီးတော်တင်ခဲ့တဲ့ဆရာတော်ဦးစံဒီမှာအပိုင်းနှစ်ကိုတင်ဆက်ပေးခြင်းပါတယ် ဒါနဲ့ကျုပ်လည်းစားတောင်ဆရာတော်ကြီးကခေါ်လို့ဆိုပြီးရန်ကုန်ကိုလိုက်လာခဲ့တယ်ဆိုပါတော့ဗျာ။ဟိုရောက်တော့ဆရာတော်ကပျုံပျုံရွှင်ရွှင်ကြီးစီးကြုံနေပါလေ။အဲ့ဒီတော့ကဆရာတော်ဟာမာလာကနိုင်ဟေမာမြိုင်ခြံကြီးမှာတရင်တုံးနေတာပါ။နောက်မှသိတာစားတောင်ဆရာတော်ကြီးတတော်ထင်ရှားရှိစဉ်ခါကဂျေရူပရီဆောင်ရေးသားခဲ့တဲ့မနောမရဦးလာမြရဲ့ခြံလို့သိရပါလေ။အဲ့ဒီတော့ကကျုပ်ရောက်တယ်ဆိုရင်ပဲဆရာတော်ကဘာမှမမိတ် ခတ်မစစ်သတင်းတုံးနေပါလိမ်ဆရာတော်ကလည်းထိုင်ကုန်းပေါ်မှာထိုင်ပြီးသတင်းတုံးနေတယ်ကျုပ်ကလည်းဘုတ်တုတ်ထန်နေတာပေါ့ခဏနေတော့အဲ့ဒီခက်ကထိတ်တန်းရာလူကြီးပုံကိုတူရောက်လာပါလေရွှေတုံဖျားကိုတဲ့ချီတော်တင်ဖို့ဆိုပြီးဆရာတော်ကိုရှောက်ထားပါတယ်အဲ့ဒီမှာဆရာတော်ကဒါငါတို့နဲ့မဆိုင်ဘူးဒီဥပဇင်းလေးနဲ့ဆိုင်တယ်သူဦးစီးဆောင်ရွက်ပေးလိမ့်မယ်တဲ့ဟာ ဒီလိုမျိုးကြီးမိန်လာတော့ကျောက်ကဘယ်ရဘလို့စပြီးပြောရမှမသိဘာလို့ကမှမသိခေါင်းကိုမိုးချိုးပြလိုက်တော့ပဲနောက်ပြီးတော့တာမညောင်ညစေတီလေးမဟုတ်ဘူးလေရွှေရုံဖျားဆိုတာကတကယ်မြမပြည့်ရဲ့အထောက်ခံဖျားကြီးကျောက်လိုတာမညောင်ညဥစဉ်လေးကဘလို့တည်နိုင်မှာလဲဒါတွေကျောက်လဲနားမလဲဘူးခတ်ပြီးဘလို့လောက်ရပါစားတော်ဆရာတော်ကြီးကလည်းမိန်ပေးပြီး ဟဲပောက်တဲ့နှလုံးမထူးပါဘူးတပောက်သူစင်ပြေသွားမှာပေါ့ဆိုပြီး OCD ဆောင်ရွက်လိုက်တာအောင်မြင်သွားခဲ့ပါတယ်နောက်ပြီးဆရာတော်မိတ်လို့နောက်မှသိရတာရွှေတကုံစေပြီးတော့ထီးတော်တင်တာကိုစားတော်ဆရာတော်နဲ့အဘအောင်မြင်ကောင်ရဲ့တာဝန်နဲ့ကျုပ်ကိုချိတ်ဆက်ပြီးထီးတော်အတင်ခိုင်းတဲ့သဘောမမြင်နိုင်တဲ့စွန့်ရင်ရှိသူတွေကနောက်ကနေဘလို့လုလိုက်ဘာကင်လိုက်ဘာရွတ်လိုက်နဲ့ညှို့ပြပင်နေတယ်ကျုပ်စွန့်တော့မဟုတ်ရပါဘူးဗျာ ထီးတော့တင်ပြီးလို့ကြုတ်လဲပြန်ဖို့ဆရာတော်ကတော်ပြီးရှောက်ထားတော့ဆရာတော်ကအဲ့ဒီခါမှမိတ်ပါတယ်အရှင်ဖီးအားတဲ့ဘယ်ရက်မှတရင်သုံးပါတလဲတဲ့ငါခေါ်မလာခဲ့ငါမခေါ်ရင်မလာခဲ့နဲ့တဲ့ဟမ်ဆရာတော်ရဲ့အတန်ခက်ပြပြကြီးပြအဲ့ဒီလိုမိန်တော့ကြုတ်လဲကြောင်းအန်းဖြစ်သွားပါတယ်ဘယ်နဲ့ပါလဲအောင်းမိမိဒါနဲ့ကြုတ်လဲပြန်လာပေါ့ဗျာတကယ်တော့စားတော်ဆရာတော်ကြီးကခေါ်တယ်ဆိုပြန်ပြီးရောဆရာတော်က အာမိန်တလဲဆိုရင်ကျုပ်ဘကိုးမြို့နယ်ညောင်အင်းရွာမှာဖရာတကာကျော်ဆွေက ဖရာတည်နေတဲ့နေရာခင်းကျင်းနေတွားကြည့်ပေါ်လေတွားပြီးကြီးကျက်ကုတ်ကဲကြီးတင်မဲနေရကောင်းရက်မြက်လဲရွေးပြီးသားပြီးစီအောင်ဆောင်ရွက်လိုက်ပြီဟောဗျာဒါပြန်ပေါ့ဒါနဲ့ကျုပ်လဲမငင်းတာတော့ညောင်အင်းရွာကိုလာခဲ့တယ်ဆိုပါတော့လေဟိုရောက်တော့ ဖယားတကာဦးကျော်ဆွေကလည်းသူ့အိမ်ထဲကနေတော့ဟန်ကြတယ်ပြောပါတော့သူတို့ကလည်းစားတော့ဆရာတော်ကြီးကလွတ်လိုက်တယ်ဆိုတော့လှုပ်ထင်ကြီးနေတာကျုပ်ကလည်းကျုပ်ဆွမ်းမဟုတ်တာဆရာတော်မိတ်လိုက်ကလေးကအဲ့ဒီနေရာကိုတဲ့အဘအောင်မင်းကောင်ကသဘောကျလို့သူနေမယ်လို့လည်းဆိုခဲ့တယ်ကျုပ်ပြောခဲ့ပြီးတော့စားတော်ဆရာတော်ရဲ့ဘအောင်မင်းကောင်ရဲ့ရှင်အစ္စကောနာရဲ့ရှင်မထီးရဲ့ရကန်းစင်အောင်ဆရာတော်တို့ရဲ့နန်ကိန်းနဲ့ဘာရက်တီတွေကပညာညီကိုတွေဖြစ်တယ်လို့ တမိတဲမွေညီကိုတွေပါဘာမဲ့ဆရာတော်ဘွားကနေစွန်းလုံးဆရာတော်ဘွားထီတပည့်ညီကိုတွေပါသူတို့ခိုင်သမျှလုံနေရတော့ကြောက်ခါပြောရမယ်ဆိုရင်တော့ညောင်အင်းရွာမှာအောင်တော်မူဖျားတည်နေခြင်းစားတောင်ဆရာတော်ကြီးနဲ့အဆက်အသွယ်ထပ်ပြပြန်ရောဒီလိုနဲ့တရက်ကြုတ်လဲပြန်တာပေါ့ဗျာအဲ့မှာကြုတ်တရားထိုင်နေတော့စားတော့ဆရာတော်ကြီးအတန်လူလူပါလူလူနားရကြရတယ် ဦးစင်းလေးနာခဲ့ဦးနဲ့ဟောဗျာဒါမသိကျွန်တော်ထပ်ပြီးတော့အာယုံဆက်ကြည့်တယ်ဒီအတန်ပဲစားတော့ဆရာတော်ကြီးအတန်ဟာအဲ့ဒီအချိန်မှာပဲစားတော့ဆရာတော်ကအချိန်မရဘူးမြင်မြန်လာခဲ့တယ်ဒါနဲ့ကြုတ်လဲမဖြစ်ချေဘူးဆိုပြီးတော့တက်တုတ်ရိုက်မင်းရွာကုန်းကျိတ်တာကိုရောက်လာခဲ့ပါလိမ့်ကြောက်ရောက်လာတယ်ဆိုရင်ပဲ စစ်တပ်ကထိပ်ပိုင်းဗိုလ်မှူးကြီးတယောက်ကမဝင်ရဘူးလို့ဆိုတယ်ဒါနဲ့ကြုတ်လဲဟုတ်ပါပြီဆိုပြီးမကြည့်မြင်အောင်ထိုင်းနေတယ်ခဏနေတော့အဲ့ဒီဗိုလ်မှူးကြီးဆိုသူကဆရာတော်အခေါ်ခိုင်းလို့ဆိုပြီးလာခေါ်ပြန်ပါတယ်ကျောင်းအောက်ရောက်တယ်ဆိုရင်ပဲဆရာတော်ကအဲ့ဒီဗိုလ်မှူးကြီးဆိုသူကိုခမရထွက်ဦးစင်းလေးတကားပိတ်တယ်ဆရာတော်တန်းခက်ပြက်ပြက်ပြကျုပ်နဲ့ဆရာတော်ကတော့မိခရွရွလေးကျမျက်ပေါ်မှာထိုင်နေတယ်။ဘာများမိတ်ဝင်လဲပေါ့လေ။ဆရာတော်ကဂရင်ပေါ်မှာထားထိုင်ပြီးမိတ်ရှိပါတယ်။ ဒီမှာဥစဉ်ရေးကြီးတယ်နားထောင်ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ဒီမှာဖရာကျုပ်နောက်9ရက်ဆိုရင်ခန္ဓာဝန်ချမယ်ဝွကျွေးကုန်ပြီနောက်ဆုံးဝွကျွေးတစ်ခုပဲကျန်တော့တယ်ကျုပ်ကိုဗိမ့်မဲ့တီးပြီးခေါင်းတလားနဲ့ထားကြလိမ့်မယ်ကျုပ်ခန္ဓာဝန်ချခြင်းကိစ္စအဝဝဥစဉ်လေးလုံးဝမပါနဲ့ဒီမှာပြဿနာအကြီးကျယ်တက်မယ်ဥစဉ်လေးကမဟုတ်မခံတက်လေတော့ကြားညံ့မယ် ဒီနေရာမှာဟိုးလွန်ခဲ့တဲ့၅ဘွားလောက်ကကုန်းပေါင်းမင်းဆက်ကမိညီမင်းသားတွေဘွားမှာအချင်းချင်းမသိမမြတ်ပုံကန်ကြလို့ကျောင်းတို့အုပ်စုလာပုံးခိုတဲ့နေရာလည်းဖြစ်ခဲ့တယ်။အဲ့ဒီတုန်းကဒီဖျားတွေတီးခဲ့တာပဲ။ကျောင်းရဲ့အခုယဟန်မဒေါ်အေးမေကတူတဲပဲဗျ။သားတယောက်ကိုငွေပြီးဒိုးတူပေါင်းမှလောက်ကန်စားတော့ခဲ့တဲ့နေရာပဲ။ ကျုပ်သေးလို့မြင်မြို့တော့ကလည်းဗိမှန်တည်တဲ့နေရာပဲဟိုတော့ကဒီနေရာတော်ိုက်မှာအာတော့ကမင်းတရားကြီးရဲ့ရေသွင်းပေါင်း8000လေးတောင်ရေကန်ပေါင်း8000လေးတောင်အကြောင်းတည်ထားခဲ့ပူတဲ့သမိုင်းဝင်အောင်မြင်နေရပဲဒီတော့ဦးစင်းလေးနောက်တစ်ချိန်မှာဒီအကြောင်းကိုပြောခွင့်ရမယ်ဆိုရင်တော့ပြောပြရတယ်ကျုပ်ကိုအဲ့ဒီလိုမှာတန်းချွေခဲ့တယ်ဆရာတော်ဖျားတော်ဆိုလို့ကျွေးကဘာလဲဖျားလို့ကျုပ်ကလည်းမေးပြီးတော့ဘိုက်ခွဲခံရခြင်းပဲတဲ့ ဒီနေရာမှာဝွကျွေးလုံးဝအကုန်စင်ဖြစ်သွားလို့ပြိဋိဘံပြုတ်တဲ့သဘောပဲလေဟောဒီကျုပ်ဘေးမှာရှိနေတဲ့မောင်ကျော်ဝေးဆိုတာကကျုံနဲ့စတွေ့ခြင်း၁၂နှစ်၁၃နှစ်လောက်ပဲရှိသေးတယ်နောက်ဆုံး၅ဘဝတည်းကတခုတီးသောဘဝမှာဆရာတော်နဲ့တော်အေးမဲ့ပေါင်းဖက်ပြီးဒီနေရာမှာလောက်ကန်စားတော့တော့ကဒီမောင်ကျော်ဝေးလေးကလည်းတူတီးသောသားဖြစ်ခဲ့တယ်ဒီမှာရှုံနေဘွက်နေချာ လှုပ်ရှားခဲ့ရတာ။ဘိုးတော်ကမိခီလာဆိုတာမင်းနေပြည်တော်ကြီးပေါ့။မြို့မှာနေချင်းတော့ခမားတို့နဲ့ဒီနေရာမှာမနေချင်ဘူး။မြို့မှာပဲနေမယ်တသလုံးနေမယ်။ပြန်မလာတော့ဘူးပြောခဲ့တဲ့ဝစီကံလေ။ခုဘွားပြန်ဆုံကြတော့လေ။ဆရာတော်မရှိတဲ့နောက်ရုပ်ကလန္နာမကက်ရဘူး။မိခီလာမှာနေရတယ်။သူငယ်စဉ်တချင်ကဆရာတော်ရဲ့တားဖြစ်ခဲ့လေတော့ ဆရာတော်ရိတ်တာတွင် ကြွလျာလက်ညှိုးလေးပြီးပြီးဆွဲခေါ်သွားခံရတယ်။မောင်ကျော်ဝေကတော့ဘယ်သိမလဲ။ဒါကြောင့်မောင်ကျော်ဝေကိုပြောတာဆရာတော်ကိုဆုတောင်းဘဝဘဝတွေကာယကဝစီကမနောကံတန်တရာကျွေးကြေပါစေလို့ဆုတောင်းပါမင်းအမငယ်နဲ့မင်းလေတခုသောဘုရားမှာဆရာတော်လိုဖြစ်နေမယ်လို့ပြောပြခဲ့တာပေါ့နောက်တစ်ခုကဒေါ်အေးမင်းနဲ့ကလည်းဘုရားဆက်ဆက် စူတောင်းပါရီဖြစ်ပဲဆိုတော့နောက်ဆုံးဘွားမှာဆရာတော်ကြွရမှာဒေါ်အေးမဲ့မလိုက်ရလို့ပေါ်စီပေါ်စီလောက်ပြီးဆိုရင်ဆရာတော်ကပြုံးတလေစူရီပန်ခဲ့ပြီးမှအခုမှထားခဲ့ရမှာပေါ့လေဒါရီကကျုပ်ကိုဟိုးတော့ကဆရာတော်ကပြောပြခဲ့တယ်ဒါနဲ့ကျုပ်ပြောမှုမိနေတယ်ရွှေဘိုဘိုင်းအသိနာမည်ကဦးစန္ဒာတေရီပကိုးညောင်အင်းထက်အိမ်ကအဘကဦးအောင်ဖေးစိန် ဘာဦးအောင်ခေစိန်ကတော့ရသေမိခင်ပြီးလူဘွားနဲ့ထွက်ရမြင်တော့ဘာအကြောင်းဆိုတာအတိလောက်ကြီးမသိခဲ့ဘူးဒီဘနှစ်ယောက်အကြောင်းပြောရင်လည်းအရှိကြီးပဲအဘဦးအောင်ခေစိန်ကိုညောင်အင်းရွာမှာတည်တဲ့အောင်တော်မူဖျားရဲ့ခြံပေးကရရမှာဂူပိတ်မှန်တည်ရှိတော်မယ်အဲ့ဒီအောင်တော်မူဖျားကိုလည်းစားတောင်ဆရာတော်ကြီးရဲ့ပရိခေဟာဆိုနေစံတော်တွေထာမနာထားတဲ့စီတီပါ။ကဲကျုပ်ကိုလည်းပြန်ကြောခွင့်ပြုကြအောင်။ နောက်နောက်ပြန်ဆုံကြအောင်မှာပါတဲ့ဆရာတော်မင်းကတဲ့အကြောင်းအရာတွေကြံသေးတယ်ပြန်ပြောဦးမယ်ဆရာတော်ဦးဆက်မီနီးမဟာကျွန်တော်နဲ့ဦးဓမ္မပိယမောင်ကျော်ဝေတို့ကိုနှုတ်ဆက်ပြီးမင်းရောကုန်းရိပ်သာကနေခောက်ခွာသွားပါတယ်ဟွန်းအဲ့ဒီအကြောင်းအရာတွေဟာအမှန်တကယ်ဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ